တနင်္လာနေ့ညနေကကိုဘင်ဟေကင်နဲ့အော့စလိုလေဆိပ်တွေမှာဒရုန်းတွေဝင်ရောက်လာခဲ့တာကြောင့်ယာယီပိတ်သိမ်းခဲ့ရပါတယ်။ဒါဟာလန်ဒန်ဟီတိုးလေဆိပ်အပောင်းဝင် ဥရောပအထက်ကလေဆိပ်ကြီး၃ခုမှာစိုက်ဘာတိုက်ခိုက်မှုကြောင့်ပြဿနာတွေတက်ပြီးရပ်ပိုင်းကြာမှာပဲဖြစ်ပွားခဲ့တာပါ။အာနာပိုင်တွေကတော့ဒီတိုက်ခိုက်မှုတွေရဲ့နောက်ကမှဘသူပဲရှိရှိရည်ရချက်ကတော့တခုပဲရှိတယ်လို့ပြောပါတယ်။ the open luce to disturb create unrest အနောက်ရှက်ပြီးဖို့မတည်ငြိမ်မှုတွေဖန်တီးဖို့ စိုးရိမ်ပူပန်မှုတွေဖြစ်စေဖို့ဘလောက်ထိလုပ်နိုင်တယ်လဲဆိုတာစမ်းသပ်ကြည့်ရပါပဲလို့ဒိမက်ဝန်ကြီးချုပ်ကပြောပါတယ်။နယူးယောက်မြို့ကကုလသမဂ္ဂအထွေထွေညီလာခံကိုရောက်နေတဲ့ယူကရိန်းတမရကတော့ရုရှားပါဝင်ပတ်သက်မှုကိုတိတ်တန့်စရာဖြစ်စရာမလိုပါဘူးလို့အရေးမွဲ့ပြောကြားခဲ့ပါတယ်။တမရဆယ်လန်စကီကတော့သူ့နိုင်ငံမှာရုရှားနဲ့ဒရုန်းနည်းပညာစစ်ပွဲကိုအစွမ်းကုန်တိုက်နေချိန်မှာအခုလိုပြောကြားခဲ့တာပါ။ So he uses different types. အဲ့တော့သူက ဥရောပဟာဘလောက်ထိအဆင်သင့်ဖြစ်နေပြီလဲဆိုတာကိုသိရဖို့တာဝေးဒရုန်းအမျိုးမျိုးကိုစမ်းတက်နေတာပါလို့ဇယ်လန်စကီကပြောဆိုတာပါပြီးခဲ့တဲ့သတင်းနှစ်ပတ်အတွင်းဥရောပမှာတင်းမာမှုအရှိန်မြင့်တက်ခဲ့ပါတယ်စတေမာလာ၉ရက်နေ့မှာရုရှားဒရုန်းအစီး20လောက်ပိုလန်လီပိုင်နက်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့ပြီး၄ရက်အကြာမှာရိုမေးနီးယားမှာလည်းအလားတူချိုးဖောက်မှုမျိုးတွေ့ရှိခဲ့ရပါတယ်ဒရုန်းတွေနဲ့စိုက်ဘာတိုက်ခိုက်မှုတွေတင်မကသေးပဲပြီးခဲ့တဲ့တောက်ကြာနေမှာတော့ ရုရှားဂျက်တိုက်လေယာဉ်တွေအက်စတိုးနီးယားလေပိုင်နက်ထဲကိုဝင်ရောက်ပြန့်တန်းခဲ့ကြပါတယ်။စီရေးလေလာသူတွေကတော့ဒါရီအလောက်ဟာဥရောပမှာစိုးရိမ်ပူပန်မှုတွေဖြစ်စေဖို့ရုရှားဘက်ကရည်ရွယ်ချက်ရှိရှိလှုံ့ဆော်မှုလို့ဆိုကြပါတယ်။ဒါရီအလောက်ကပေါင်းဆက်ညီနိုင်ဆောင်ရွက်နေပုံပါပဲ။ရုရှားတွေကအရှိန်မြင့်လာတယ်လို့ပြောနိုင်ပါတယ်လို့စီရေးလေလာသူတို့ကပြောဆိုပါတယ်။ဥရောပနဲ့နေတိုးစစ်ဘက်အရာရှိတွေကဒီနောက်ဆုံးချိန်ချောက်မှုကိုအလေးနက်ထားတယ်လို့ပြောနေချိန်မှာပဲ အက်စတိုးနီးယားကာကွယ်ဝင်ကြီးကတော့ NATO ရဲ့အားနည်းချက်တွေကိုတတိပေးလာပါတယ် the detection capabilities then uh, definitely all the nato countries ကျွန်တော်တို့ကအမြင့်ပေအနေပိုင်းမှာထောက်လန်းနိုင်တဲ့စမ်းဆောင်ရည်တွေကိုပဲပြောနေတဲ့အခါ NATO နိုင်ငံအားလုံးမှာဒီအားနည်းချက်တေချာပေါက်ရှိနေပါတယ်ပိုလန်ဖြစ်စင်မှာလည်းတွေ့ကြရတယ်ငွေရောက်လာတဲ့ drone အများစုကိုထောက်လန်းနိုင်ခဲ့ခြင်းမရှိတာတကယ်ကိုအားနည်းချက်တစ်ခုပါလို့ Estonia ကာကွယ်ဝင်ကြီးကပြောဆိုခဲ့တာပါ EU ကောက်ွယ်ဝင်ကြီးတွေဟာတောက်ကြနေမှာ drone စစ်ပွဲဆိုတာအတော့တွေ့ဆုံဆွေးနွေးကြဖို့ရှိပါတယ်။ drone တူးကြော်ဝင်ရောက်မှုတွေ၊ cyber တိုက်ခိုက်မှုတွေရဲ့နောက်ကွယ်မှာဘယ်သူတွေပဲရှိရှိဘယ်လိုရည်ရွယ်ချက်ပဲရှိရှိ digital နည်းပညာခေတ်မှာခေတ်ပေါ်နည်းစနစ်တွေဟာအလွယ်တကူထိုးပေါက်ဝင်ရောက်နိုင်တဲ့အားနည်းချက်ရှိနေတယ်ဆိုတာကိုပြသနေတယ်လို့စီရေးကျွမ်းကျင်သူတွေကသုံးသပ်နေကြပါရဲ့ရှင်။